ဒရိုက်တာလို့တုံကထပ်ပိုးပြီးအမြတ်ကျန်တဲ့လုပ်ငန်းကိုဦးစီးနေပြီးဖြစ်လို့အနုပညာလောကကိုစွန့်ခွာခဲ့တဲ့ဒရိုက်တာစတီငွေရအနေပေမဲ့ PT ကိုစားပြီးအားရှိတဲ့အလုပ်တွေဟာနှလုံးသားကိုအခြေခံပေးလို့ရတဲ့အလုပ်တွေပဲဖြစ်ပါတယ်။ဝေစရဲရာဟာအေးမကြည့်ရင်ကပ္ပကြီးဟာနုပညာသမားတွေနဲ့အတော်ကိုလှနေမှာဖြစ်ပေမဲ့ယခုချိန်မှာတော့ငွေကိုတတိယဖျားတခဲပြည့်တမတ်ထားတဲ့လူရဲ့ကြီးစိုးတဲ့အချိန်ဖြစ်တာကြောင့်အနုပညာတွေလည်းရေဆုံမျောနေရပြီဖြစ်ပါတယ်။ မြန်မာပြည်မှာလည်းအနုပညာကိုမြန်နိုတဲ့သူတွေများစွာရှိပါတယ်။အနုပညာအတွက်ဆိုရင်လူများကအကောင်းဆုံးသောပြသခြင်းနဲ့ဝါယနုပညာရှင်တွေများစွာတွေကမှအလုံးနဲ့ယဉ်နီးနေကြတဲ့ Traders တွေကတော့တရားပါဝင်ပဲဖြစ်ပါတယ်။ရုပ်ရှင်စကားပေါင်းများစွာကိုသဘောကျကြနေဖန်တီတင်ဆက်ပေးနိုင်တဲ့သူတရားလည်းဖြစ်တယ်လို့မြန်မာအနုပညာရုပ်ရှင်ကဏ္ဍမှာလူများ၏အားပေးမှုကိုအမြဲရရှိထားတဲ့သူတရားလည်းဖြစ်ပါတယ်။ဗီဒီယိုခက်တွင်မှာကလေးကသူများနဲ့မတူတဲ့ရိုက်ချက်တွေနဲ့ လူတွေရဲ့အကြိုက်ကိုရိုက်ကူးပေးနိုင်ခဲ့တဲ့ Traders Day ဟာအခုချိန်မှာတော့အနုပညာလောကကိုဆွန်ခွာစားပြုနေခဲ့ပြီဖြစ်ပါတယ်။အနုပညာတရားတွေအနုပညာလို့ဟာဘိစားတရားတွေဘင်းစစ်ချောင်းဖြစ်တယ်လို့အယတမတရားတွေလည်းတွန်တုံရင်းနဲ့မရှင်မဖြဲတောင်းတရအယတခွဲပဲဖြစ်ပါတယ်အခုလိုမျိုးလက်ရမျိုးတဲ့အနုပညာရှင်တရားဖြစ်တဲ့ Traders Day ကတော့အခုနောက်ပိုင်းမှာအနုပညာလို့ကိုလောဘလလွတ်လိုက်ရတဲ့အထိဝင်ငွေကောင်းတဲ့အလုပ်တစ်ခုကိုအပြစ်မလုပ်နိုင်နေပြီဖြစ်ပါတယ် ချောလုတ်ကတော့စက်ပြန်ရောင်းတဲ့လုပ်ငန်းဖြစ်ပါတယ်။အေရီးယားနိုင်ငံမှာတော်ရောက်စဉ်ကယင်းနေခဲ့ဖို့တဲ့တထေသူဦးကနေပြီးမြန်မာပြည်ရုံခွဲအဖြစ်စတီကိုယုံကြည်ပြီးဦးစီးခိုင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အကြာရင်မှာတော့ခက်ခဲတွေမျိုးစုံနဲ့ပြည်သူတွေနဲ့အဆက်တွေပြတ်ခဲ့ပြီးထောင်ချသွားပြီးတဲ့နောက်မှာတော့ ဒိုလုံမြန်ကိုဆိုင်ရက်ထားတာဖြစ်ပါတယ်။အခုချိန်မှာတော့ထောင်ကနေလေးပြန်ထွက်လာခဲ့ပြီဖြစ်ပြီးသူရဲ့စင်စင်အတိုင်းဆက်လုပ်ကင်ခဲ့ရပဲဖြစ်ပါတယ်။အလုံးကဒရိုက်တာစတေကိုအနုပညာလောကတွေကိုပြောင်းဝင်ပြီးလက်ရကောင်းတွေကိုအထက်မှပြသအောင်မယ်လို့ထင်ခဲ့ပေမဲ့ဒရိုက်တာစတေကတော့လူရီရဲ့အဖို့တော်ကားတွေနဲ့အဝေးမှနေတော့မှဖြစ်လို့အနုပညာလောကတွေကိုပြောင်းမဝင်တော့တာပဲဖြစ်ပါတယ်။ ဆပ်ပြလုပ်ငန်းကလည်းသူ့အတွက်ပဲဆွေနဲ့အချိုးမြတ်တွေများစွာပေးသလိုခုခါမှလည်းကာဒစင်းနဲ့တက်မှတ်ထားတဲ့လာစာတလား6သိန်းပေးထားတဲ့အတွက်သူ့အတွက်လုပ်ပြောတဲ့အလုပ်တစ်ခုဖြစ်တယ်လို့ဆိုပါရယ်အနုပညာလောကအထေကိုပြောင်းဝင်ခဲ့ရင်လည်းရက်ကွက်လက်တော်နမည်ချင်းနေတဲ့ဘော်ပင်ကားတွေနဲ့မရေရတဲ့ဟာတာကားတွေကိုရိုက်ကွက်နမည်ပြောင်းယူမှာမဟုတ်တဲ့အတွက်တခြားပြင်ဆင်ပြီးဇလန်ဇညွန်ကောင်းတဲ့စကားကြီးတွေရှိမှသာရိုက်ကွက်ပြောင်းဝင်လာတော့မှဖြစ်တယ်လို့ဆိုပါရယ် အခုလောလောမရှိတဲ့အချိန်မှာလာစာတလား6သိန်းဆိုရလေမနေလာရီပမာညာဖြစ်တဲ့အတွက်အရင်ကရိုက်ခဲ့တဲ့စကားတွေထက်တောင်းတေချာတဲ့ဝင်ငွေရှိတာဖြစ်လို့သူနေနဲ့လုံရတာအချင်းနဲ့အားရမှုရှိတယ်လို့ဆိုလာပါတယ်။စပြအတွက်ဆိုရင်တဘိုးတခင်မကြီးလေပို့ပေးတယ်လို့အရေးအတွင်းမိတဲ့ကုန်ကျန်းတွေနဲ့တာဖလုတ်တာဖြစ်လို့လူတွေအတွက်ကောင်းကျိုးတာပေမဲ့စပြပဲဖြစ်တယ်လို့သူရဲ့စပြကုမ္ပဏီအတွက်တောင်းကြော်ညာဝင်ခဲ့ပါသေးတယ်။ လက်ရကောင်းတွေဖန်တီတဲ့အမှုပညာရှင်ကောင်းဖြစ်ပေမဲ့ဘူလောင်တဲ့ငွေတွေမလိုချင်တော့လို့စက်ပြာရောင်းရင်အသက်မွေးတော့မဲ့ဒရိုက်တာစတီးနဲ့ဖတ်သက်ပြီးမိတ်သက်ကြီးတို့အမြင်ကိုလည်း comment မှာမျှဝေပေးကြပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေစိတ်ဝင်စားဖွယ်ရကြတဲ့တွေနဲ့တူဖြစ်လာခဲ့ဦးမှာဖြစ်လို့အတိတ်တော်ဘူတွေတင်နိုင်မလို့တန်သိရှင်းနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးထိအားဖြင့်ကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။